ဦးဇိုရုံ2008 nugget မှုန်တိုင်းတုန်းက AOD တိုင်းမှာနှစ်ပေါင်းတော်တော်ကြာသွားပြီ2008အခု2025ဆိုတော့တက်ကြည့်ပေါ့နော်16 9နှစ်ဖြစ်နေပြီအဲ့ဒီရွယ်တုန်းကဦးဇိုရုံအသက်90နှစ်ဝန်းကျင်ပေါ့ကိုရင်တော့မရှိရသေးဘူးလူဘဝပဲရှိသေးတယ်မိခင်ဖခင်တွေနဲ့တော့မှလဲလို့ဖို့သွားနေတဲ့အချိန်ပေါ့မုံတိုင်းတိုက်သွားတာက တကူးလာတဲမှာတကူးလာစံ12ရက်လာလာပြကျော်12ရက်လာမသိเนาะမေလမေလတဲမှာပေါ့အင်္ဂလိပ်လာနေဆိုရင်2008နာကိမုံနိုင်အဲ့ဒီမှာလဲတကယ်ဆိုလို့ရှိရင် AOD တိုင်းကလူတွေများစွာသေးတယ်ကိုရီပဝင်းကျင်ကလူတွေလည်းများစွာသေးခဲ့ပါတယ်ဒါပေမဲ့ဥစဉ်တို့မသေးခဲ့ဘူးအဲ့ဒီကပ်ဘေးကြီးအဲ့ဒီတဘာဝဘေးကြီးကိုဥစဉ်တို့ကြော်ခဲ့တယ်ပေါ့နော်ကြော်ခဲ့တယ် ဲ့ဒါပြီးတော့ကိုရင်ဝဲလာတဲ့သာသနာပေါင်တွင်သူသွင်းလိုက်တော့နှိပါတွေကကိုရင်ဝဲပြီးတော့နေတယ်စာပေပရိယတ်တွေလိုက်တယ်လက်တန်းငယ်တန်းလက်တန်းအကြီးတန်းဓမ္မစရိယတန်းဓမ္မစရိယတန်းရောက်ပြီးတော့တက္ကသိုလ်ဒုတိယနှစ်လောက်မှာတတိယနှစ်လောက်မှာကိုဗစ်ယောဂါတွေဖြစ်တယ်ဒါကတော့အခုနောက်ပိုင်းအားလုံးသိပါတယ်เนาะ2020 2023လောက်ဖြစ်မှာပေါ့ကိုဗစ်ဖြစ်တော့လေဦးဇင်းတို့ကိုဗစ်ရောဂါကူးလိုက်သေးတယ်ကိုဗစ်တော့လူဟာကြံကောင်းလို့မသိတယ်ပဲပြောရမှာပေါ့နော်ကြက်ဦးတွေစားကြက်သွန်းတွေစားဆေးတွေမိဝဲဒီလိုနဲ့လူတွေတောက်တောင်လဲသေးတဲ့ကိုဗစ်ရောဂါကြီးမှလေဦးဇင်းတို့မသေးခဲ့ဘူးလွတ်လာခဲ့တယ်နှစ်ခုဖြစ်ပြီပေါ့နော်သေမယ်ဆိုရင်သေရမယ့်အနေအထားတွေပေါ့ဘာကြောင့်လဲဆိုတော့ ာကိတော့လည်းလူတွေများစွာတေးရမဲ့တေးခဲ့တဲ့တဘောပဲကိုဗစ်တုန်းကလည်းဒီလိုပဲပေါ့လူတွေများစွာတေးတယ်အသက်ငယ်ငယ်ကြီးကြီးခွန်အားကြီးကြီးခွန်အားသေးသေးအားရှိရှိအားနည်းနည်းကုန်သေးတာအားရှိတဲ့လူလည်းတချို့တေးကြတယ်လေတချို့ချင်းစော့နေတဲ့เนาะထောင်ထောင်မောင်မောင်ပုံကိုယ်တွေအဲ့တော့အဲ့ဒီမှာလည်းဦးစင်းတို့မတေးခဲ့မတေးခဲ့ပဲနောက်ပိုင်းတိုက်ပွဲတွေဖြစ်ကြတယ် ော်တရားတော်ဦးဇင်းတို့မန္တလေးမြို့ပေါ်နေတာဆိုတော့ဒါကတော့လွတ်တယ်ပေါ့ဗျာနော်ဒါလည်းကပေးတစ်ခုပဲတတ်တန်ဒရာကတ်ဆိုတော့ကပေးတစ်ခုအဲ့ဒီကတ်ကကိုယ့်နေရာမှာလာမဆိုင်လို့တာပေါ့နော်အထက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းနေမှာတော့တော်တော်အလူလေးခံရသလိုတစ်ကြည်ပျက်စီးတာတွေလည်းများစွာရှိတယ်ပေါ့ဒီကတ်လည်းဦးဇင်းတို့ကြော်ခဲ့တယ်အခုငင်းငလျင်ဘေးကြီးကြုံရတယ်ကိုယ်တိုင်မန္တလေးမြို့မှာကြုံရတယ်ခံရတယ် တေးပြီလူကိုတွတ်ထားတဲ့ဘေးကြီးပေါ့ဒါပေမဲ့ဥစ္စာတို့မတေးခဲ့ဘူးဗျာဘာကြောင့်မတေးခဲ့တာတော့ဆိုတော့တေးခံမပါသေးလို့ပေါ့နော်များသောတငယ်ချင်းတွေတေးတယ်ညီတော်နောင်တော်တွေစာဖြင်းနေတဲ့ပြန်တော်တော်တွေမူကြတချို့လည်းလက်တွေပြက်ချက်လောက်တွေပြက်တချို့လည်းနောက်ပိုင်းဆေးကုသမှုခံရင်းနဲ့ပြန်တော်မူကြလူတွေတက္ကະကမတွေတေကြပျက်စီးကြဆုံးရှုံးကြ ဦးဇင်းတို့မပါသေးဘူးဒီဗီဒီယိုကြည့်နေတဲ့အထဲမှာလဲဒီကဘေးတွေကြုံပေမဲ့အသက်ရှင်နေသေးတဲ့ပုံကိုယ်တွေပါမှာပဲအခုပြောခဲ့တဲ့ကဘေး၄ခု2008နာကစ် COVID-19 စစ်ဘေးအခုမြင်းကလေးဘေးအဲ့ဒီ၄ခုလုံးမဟုတ်ရင်တော့မှတစ်ခုသုံးဖို့နှစ်ခုသုံးဖို့သုံးခုတချို့လည်း၄ခုလုံးအဲ့လိုကြုံတွေ့ပြီးတော့ ဒီကပ်ဘေးတွေထဲမှာမပါဘဲအသက်ရှင်ကျန်နေခဲ့တဲ့သူတွေပါမယ်လို့ထင်ပါတယ်။အဲ့ဒီပုံကူတွေအနေနဲ့ကိုယ့်ဘဝကိုဘယ်လိုပြန်ပြီးတော့အုံသက်မိတော့စဉ်းစားမိတော့။ဘာကြောင့်ယနေ့အချိန်ထိအသက်ရှင်နေသေးတာတော့စဉ်းစားမိလား။ကုသိုလ်တွေလုပ်ဖို့အသက်ရှင်နေတယ်လို့ဒီလိုမှတ်ပါ။ဒီလိုမှတ်ပြီးတော့နေ့စဉ်နေ့စဉ်မှာ ကုသိုလ်တစ်ခုဥစဉ်တို့ဘဝတစ်ခုကိုလူတွေချုပ်ငင်းရတဲ့အချိန်တည်ကြရမယ့်အချိန်ဆိုတာကတယောက်တည်းပဲသွားရမှာကိုရှာပွေထားတဲ့ပစ္စည်းဥစ္စာတွေလည်းကိုနောင်မလိုက်တလို့ကိုကိုချစ်ပါတယ်လို့တဖွားဖွားပြောနေတဲ့ကိုရဲ့ဇနီးမယားသမီးသားတွေဟာလည်းလိုက်ကြမှာမဟုတ်ဘူးလိုက်လို့လည်းမရအောင်ကိုတယောက်တည်းပဲသွားရမှာဘာကိုအဖို့ပြုတ်ပြီးသွားရမှာတော့ဆိုတော့ ံကိုအဖော်ပြုပြီးသွားရမှာတဲ့ကံဆိုတာကသေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အဖော်ပဲအဲ့ဒီကံပါလဲကောင်းကံနဲ့မကောင်းကံဆိုပြီးတော့နှစ်မျိုးရှိတယ်နှစ်မျိုးစလုံးလိုက်ပါပဲကိုကောင်းတဲ့ကံလေးလို့ရင်အဲ့ဒီကောင်းတဲ့ကံကိုယ့်အတွက်အဖော်ကောင်းပေါ့မကောင်းတဲ့ကံနဲ့လို့ရင်အဖော်ဆိုးပေါ့လိုက်တာတော့လိုက်ပါပဲအဲ့တော့ကိုရီဟာအသက်ရှင်ကျန်နေသေးတဲ့အချိန် အသက်ရှင်သေးတယ်ဆိုတာကမတည်တော့ဘူးလို့ပြောတာမဟုတ်ဘူးနော်တနည်းတစ်ချိန်ရင်တည်ချရအောင်ပါဦးစင်းပါဝင်အားလုံးသောတက္ကရာကမှတည်ချရအောင်ပါအဲ့ဒီတည်တော့မဲ့ချိန်ကံဒီအရေးကြီးတယ်တည်ပြီးတဲ့နောက်ပိုင်းကံဒီအရေးကြီးတယ်အဲ့ဒီကံနေနဲ့ပဲဆက်ကမှာလေအဲ့ဒီကံတွေကပဲကိုဘောကအနိုင်အမြင့်တတ်မှတ်ပြီးမှာဒါကြောင့် ကပ်ဘေးကြီးတွေလွတ်လာပြီးတော့ကြံနေခဲ့တဲ့ပုံကိုယ်တွေတို့တွေကောင်းတဲ့ကံတွေကိုမြမြပြုစုထားမှစုဆောင်းထားမှတော်ကကြမယ်ဆိုပြီးတော့ကိုဘောကလက်ကျန်အချိန်လေးတွေကို ဖြတ်တန်းနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်အားလုံးကိုစိတ်နှပြကျမ်းမှချမ်းသာကြပါစေ။